ူအပ်ဒိတ်မှာကိုကန်ရှင်နဲ့ဟီရိုကင်လို့မရတော့ထင်တယ်သင်မသွားပါလိမ့်မယ်လိန်ပရီဆလက်ရှင်ဆိုတာကတင့်ကိုရန်ပွဲမရှာခင်တင်သွားခြင်းနဲ့လိန်ကိုအရင်ရွေးခိုင်းပါလိမ့်မယ်တလိန်နဲ့မဟုတ်ပဲကြိုက်တဲ့လို့ရွေးနိုင်တယ်ဒါပေမဲ့မစ်တစ်သမားရေကတော့အနည်းဆုံးနှစ်လိန်ကစပြီးရွေးပြီးမှရမှာပါတဘောကတော့ဂျန်ဂလာပဲကင်မယ်ဆိုပြီးလုပ်လို့မရတော့ပါဘူးအွန်လိန်သမားရေကတော့ရူဖီးလ်ဆိုတာလေးနှိမ့်တိုင်ရပါပြီဒီမှာတင်ရွေးတဲ့လိန်အပေါ်မူတည်ပြီးပွဲရှာရဲ့ကြံစီလိုက်ပြောင်းသွားနိုင်တယ် လူကိုင်းနာနေတဲ့နီးတဲ့လိန်များသောအပြင်ရိုမာကိုတင်ရွေးပြီးရင်တော့အပူ protection point တွေရနိုင်လိမ့်မယ်။အကယ်၍9ရောက်ပါသည်ဖြစ်နေရင်တော့တယောက်ကိုတလိန်စီပဲရွေးလို့ရမှာဖြစ်ပြီးလိန်ထက်တာမရှိမှပွဲစားလို့ရမှာဖြစ်ပါရဲ့။အဲ့နောက်ပစ်ဘန်းဆင်းရောက်သွားတာနဲ့တင်သွားမဲ့လိန်ကို MVP ဘက်ကတက်မှတ်ပေးသွားပါလိမ့်မယ်။တကယ်လို့တင့်ကိုမင်းလိန်ရွေးပေးရရင် hero ရွေးရဲ့နေရာမှာ all lane နဲ့မင်းလိန်နှမျိုးပဲရှိတော့မှာပါ။ဆိုတော့တခြား hero တွေကင်လို့မရတော့ဘူးလားပေါ့။အဖြစ်ကကင်လို့ရပါသေးရဲ့။ အဓိကကကို့ကိုတတ်မှတ်ထားတဲ့လိန်မှာနေနေဖို့ပါပဲတနည်းအားဖြင့်လေတာဘလိုမှကန်ချင်တဲ့ရရဲဆိုတဲ့ဘောပေါ့အဲ့လိုမှမဟုတ်ပဲတင်ရ ESP လိန်ဖြစ်လျက်နဲ့ goal line သွားလို့နေမယ်ဆိုရင်တော့ credit အမှတ်လျှော့ခံရနိုင်ပါရဲ့ဒါပေမဲ့တင့်အနေနဲ့ပွဲထဲမှာတခြားလိန်နာနဲ့တခြားညှိပြီးတော့နေရာချင်းချိန်နိုင်မယ်ဆိုရင်လည်းပြည့်တန်ခံရမှာမဟုတ်ပါဘူးပြောရရင်ကိုကလိန်သွားလို့မိလို့သူများက report ထူတာပဲဖြစ်ဖြစ်ပွဲထဲမှာပဏိပက္ခဖြစ်တာကို system က တတိထားမိသွားလို့ပဲဖြစ်ဖြစ်အဲ့ခါမှသာ credit score အနှုတ်ခံမှာဖြစ်ပါရဲ့ကိုလိမ့်နဲ့မဆိုင်တဲ့ hero ကင်မိရင်လည်းအဲ့တိုင်းမှာပဲကိုကသာ performance ကောင်းကောင်းပြနိုင်ရင်အဆင်ပြေပါရဲ့ပစ်ပန်းအစစ်မာတဲ့ကကိုလိမ့်ကိုမကြိုက်ရင်လည်းသူများလိမ့်နဲ့ swap လို့ရတဲ့ feature ပါသေးရာကြောင့်ပွဲတဲ့ချက်မှာ iron မနှောက်ချင်အဲ့လိုလေးကြိုးရှင်းနိုင်တယ်ဆိုတော့သင်တို့ရောဒီ lane play selection system ကိုဘလို့မြင်လဲဗျပိုကောင်းလာလားဘာတွေမကြိုက်ဘူးလဲဆိုတော့အောက်မှာ URL ကနေမှာရဲ့ဒီ video တို့တော့ပါပဲ save နိုင်ရဲ့ free pay နေရဲ့ မစ္စတမြောင်စကင်ကိုဘယ်လိုယူကြမလဲအရေးရှိဆုံးပြောရရင်ဒီ event အရှိမကြုံခဲ့ပြီးသားပါ normal drone နဲ့ shining drone တစ်ခုရှိမယ် normal drone ကနေဖောက်ရင် normal ကက်လေးပဲရနိုင်တယ် shining drone ဖောက်ရင်ခင်းရောင်ကက်လေးနဲ့အတူ normal ကက်တွေလည်းရရင်ရနိုင်ပါတယ်အဲ့တော့ normal ကက်35ကက်ပြည်ရတယ် random alien skin chest ဆိုတာလေးပွင့်လာလိမ့်မယ်အဲ့တိတားလေးပွင့်လာရင်တော့မှသွားမပွင့်သေးဘဲနဲ့ခင်းရောင်ကက်35ကက်ပြည့်ရသည့်စောင့်ပေးရမှာပါ ခင်အောင်က25ခက်ပြည့်ဝင်လဲ random special skin chest ဆိုပြီးတော့ပွင့်လာလိမ့်မယ်အဲ့တက်တာလေးပွင့်လာရင်လဲသွားမပွင့်သေးဘဲနဲ့နောက်ဆုံး level 3တက်တာကြီးပွင့်တဲ့အထိကိုခင်အောင်ကက်လေးစုဖို့အကြံပေးခြင်းနဲ့နောက်ဆုံးအဲ့ level 3 mountain's blessing chest ဆိုတာလေးတက်တာလေးပွင့်သွားပြီဆိုရင်တော့ဖောက်လို့ရပါပြီအခုလောလောဆယ်ကတော့သူတို့တက်တာဖွင့်ခွင့်လည်းမပေးသေးပါဘူးအချိန်တခုရအောင်တော့တက်တာကိုဖွင့်လို့ရလာလိမ့်မယ်။အဲ့ဒီမှာကိုယ့်ရဲ့တက်တာက level 3မရောက်သေးဘူးဆိုရင် ွားပြီးတော့မနှိပ်ဘူး claim မလုပ်ဘူးအကြံပြုချင်ပါတယ်။အဲ့လိုနဲ့ကျွန်တော်ခင်းရောင်ကတ်35ကတ်ပြည့်သွားပြီဆိုရင်တော့နောက်ဆုံး level 3တက်တာလေးကိုဖွင့်လို့ရပါပြီ။ဖွင့်ပြီးတော့ကိုကြိုက်တဲ့ skin တစ်ခုကိုရွေးနိုင်မှာဖြစ်ပါရဲ့။အဲ့ဒီထဲမှာ Sifana skin နဲ့ရွေးလို့ရတယ်လို့တခြား epic skin တွေကိုလည်းရွေးနိုင်တယ်။ epic skin တွေကတော့တခြား event တွေမှာလည်း free ရနိုင်ခြင်းရှိရဲ့။ကိုယ့်အသာကိုလည်း AC ဝယ်လို့ရတဲ့အတွက်ကြောင့် Sifana skin ကိုပဲရွေးဖို့အကြံပေးခြင်းနဲ့။ Okay အဲ့ဒါဆိုရင်ကတ်တွေမြန်မြန်ပြည့်အောင်ဘယ်လိုလုပ်မလဲပေါ့။ ကျွန်တော်ဖောက်နေရင်လည်းအပြောင်ကက်လေးကကိုစီမှထက်တာလေးရှိလာနိုင်ပါတယ်။ပုံနေရကက်တွေပေါ့နော်။အဲ့ကက်တွေကို disassemble ဆိုတဲ့နေရာမှာ disassemble သွားလုပ်လို့ရပါတယ်။အဲ့ခါကျရင် fragment လေးရလာလိမ့်မယ်။အဲ့ fragment လေးတွေကိုမှအောက်မှာ exchange for shining cup back နဲ့ exchange for normal cup back ဆိုရင်နှမျိုးရှိရယ်။ကို့မှာ normal ကက်လေးမပြည့်သေးဘူး35ကပြည့်ဖို့လိုသေးရယ်ဆိုရင်တော့ normal cup back ဖြစ်နေ exchange လုပ်လို့ရပါတယ်။ကို့မှာ normal ကက်တွေကပြည့်နေပြီ။ ပိုနေပြီဆိုရင်တော့ဒီ shining cup pad ဆိုတာကိုပဲရွေးဖို့အကြံပြုခြင်းနဲ့အဲ့လိုနဲ့ခင်းအောင်ကလေးတွေများများရအောင်လုပ်နိုင်တယ်ပေါ့နော်အဲနောက်တနည်းကတော့ဒီတငယ်ချင်းတွေနဲ့လဲလေလောက်တာပဲဖြစ်ပါတယ်ကိုယ်စီမှာမရှိရက်တွေကိုတငယ်ချင်းစီကို request တောင်းလို့ရသလိုကိုယ်စီမှာပုံနေရက်တွေရှိနေရင်လည်းကိုယ်တငယ်ချင်းစီမှာမရှိတဲ့ကတ်တွေကိုကိုကမျှဝေပေးလို့ရပါတယ်ဒါပေမဲ့စီကန်းကတော့ကိုမျှဝေမဲ့ကတ်ကကိုယ်စီမှာတကယ်ထက်ရှိရပါမယ်ကိုယ်စီမှာတကယ်ပဲရှိနေရဲ့ ဟာဟိုတော့တငယ်ချင်းစီကိုညှဝေပေးလို့ရမှာမဟုတ်ပါဘူး။ Okay အဲ့လောက်ဆိုနားလည်ပြီလို့ထင်တယ်။အဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်။